ဝဲခရိုင်တပ်ပေါင်းစုရောင်းဆောင်ပြီးဒဝဲမြို့မှာရှိတဲ့ရွှေဆိုင်ဒီဇိုင်းကိုချေချောက်ဆက်ကြေးတောင်းတဲ့ဖြစ်စဉ်တစ်ခုဂျွန်လရှေကဖြစ်ခဲ့ပါတယ်တပ်ပေါင်းစုအနေနဲ့ဆက်ကြေးတောင်းတာမျိုးမရှိသလိုငွေလေးတောင်းတဲ့ကိစ္စကိုလည်းစူဇန်ဖော်ထုတ်သွားမယ်လို့ဒဝဲခရိုင်တပ်ပေါင်းစုကဂျွန်လ9ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်ဒဝဲဝတ်ကဖတ်ခဲ့ရတဲ့ချေချောက်စာမှာ တဝဲခဲတပ်ပေါင်းစုရဲ့စီတစိတ်နှစ်ခုနဲ့အီးမေးလ်လိပ်စာတစ်ခုပါဝင်ပါတယ်။အဲ့ဒီခြေချောက်စာကို Viber account တစ်ခုကပေးပို့လာတာဖြစ်ပြီးဒဝင်မျိုးကရွှေဆိုင်တစ်ဆိုင်ရဲ့ပိုင်ရှင်နာမည်လိပ်စာနဲ့ဖုန်းနံပါတ်တွေကိုလိမ့်မှုထားတာပါ။အဲ့ဒီခြေချောက်စာမှာကျွန်လာရှင်နေနောက်ဆိုးထားပြီးစေအုတ်ချုပ်ရည်ရံပုံကိုအဖြစ်တုတ်သိချက်ကိုပေးဖို့ရည်ထားပါတယ်။ Viber account မှာ ဘန်အကောင့်တောင်းခံရမယ်လို့လေခြေချောက်စာမှာဖော်ပြထားပါတယ်။ဒိုဝဲခဲတပ်ပေါင်းစုအယောင်ဆောင်ခြေချောက်လေးလေးတဲ့စာနဲ့တင်းနှသာရီပါကဖအယောင်ဆောင်ခြေချောက်လေးလေးတဲ့စာတွေကတထတဲ့ပုံစံတူနေလို့လေလေတဲ့သူဟာတယောက်တည်းဒါမှမဟုတ်တစ်ဖွဲ့တည်းဖြစ်နိုင်တယ်လို့တော်လိုင်းအင်အားစုတွေကဆိုပါတယ်။ ဒဝဲခိုင်တွင်းမှာရှိတဲ့တော်လိုင်းရေးတန်ရင်တပ်ဖွဲ့တွေကရဲဘော်တို့ရဲ့ဓာတ်ပုံတွေကိုအတိုးပြုကာအကောင့်တူတွေဖွင့်ပြီးငွေလေးလေးနှိမ့်မှုတွေလည်းရှိနေတယ်လို့တွန်လိုင်းအင်အားစုတွေစီကသိရပါဗျာ။